အားလုံးပဲမင်္ဂလာပါ Guardian Channel မှာပြန်လည်ကြိုဆိုပါရစေ။ဒီနေ့မှာတော့ကျဲဥလူမျိုးရိုးရှင်းတဲ့အစားအစာတစ်မျိုးဟာကျမရေကိုဘလောက်ကီလမုန်နေတယ်လဲဆိုတာကိုရှင်းပြပေးသွားမှာဖြစ်ပါတယ်။တချို့ကတော့ကျဲဥကိုကိုလက်စထရောများတယ်ဆိုပြီးရှောင်ကြပါရစေ။တချို့ကတော့ပရိုတိန်းတွေမရှိမဖြစ်စားကြပါရစေ။ဒီကဲတဲ့ဘယ်ချက်ကမှန်ပါတယ်လဲ။ ီဗီဒီယိုကိုအဆုံးထိကြည့်ရင်ကျုပ်မှာပါဝင်တဲ့အဓိကချက်အားလုံးနဲ့သူတို့ရဲ့အကောင်းကျိုးဆုကျိုးတွေနဲ့ဘယ်လိုဆိုင်ကျမိုင်းနဲ့ညီညွတ်ဆုံးဖြစ်မလဲဆိုတာကိုရှင်းရှင်းလင်းလင်းသိသွားပါလိမ့်မယ်။ကျုပ်တလုံးရဲ့ဓာတ်ဖွဲ့စည်းပုံနဲ့အဟားတဲ့ဆွမ်းအားများကျုပ်ဟာတဘာဝရဲ့အပြည့်ပြည့်စုံတဲ့ထုတ်ကလေးလို့ပြောရင်မမှားပါဘူး။တရည်သွင်းမြစ်ပရိုတင်းနဲ့အမိုင်နိုအက်ဆစ်ကျုပ်မှာပရိုတင်း6 gram cut ပေးနိုင်ုံသာမကဘဲသူပါဝင်တဲ့ပရိုတင်းက biological value ပဲအရှက်များပါတယ်။ ဆိုတာကတော့ခန္ဓာကိုယ်မှာပရိုတင်းကအကောင်းဆုံးနဲ့အလွယ်ကူဆုံးစိုက်ယူနိုင်တဲ့ဆိုတဲ့သဘောတရားပါတယ်။လူချင်းမျိုးခန္ဓာကိုယ်တွေမရှိမဖြစ်လိုအပ်တဲ့ essential amino acid ၉မျိုးလုံးအပြည့်အဝပါဝင်ပါတယ်။ဒါဟာကြောသားတူတိဆောက်ရေး cell တည်တည်ပြန်လည်မွေးဖွားရေးအတွက်မရှိမဖြစ်လိုအပ်ပါတယ်။နှစ် vitamin D နဲ့ bone health ကျုပ်ဟာ vitamin D ပါဝင်တဲ့ရှားပါတဲ့အစားအစာပါ။ဒီတက်ကိုနေအောင်ကြီးကအဓိကရရှိမှုအစားအစာအနည်းရနိုင်တာကတော့အလွန်ကိုတတ်မှုရှိပါတယ်။ ဗိုက်တာမင် D အရိုးကျန်းမာရေးတွင်မရှိမဖြစ်လိုအပ်တဲ့ကယ်လ်ဆီယမ်ဆိုရမှုကိုအားပေးပါတယ်။ဒါ့အပြင်ကိုခန်းစနစ်ကိုလည်းအားကောင်းစေပါတယ်။၃ကိုလင်းကျောက်အနည်းမှာကိုလင်းတက်ဟာအရန်ကျွေပါတယ်။ကိုလင်းဟာဆဲနေများတိဆောက်မှုအတွက်လိုအပ်သလိုအုံနာထဲကမှတ်ညင်တဲ့စိတ်ခံစားမှုအချက်တွေကိုထိန်းချုပ်ပေးတဲ့အဆက်တူကိုလင်းလိုခေါ်တဲ့အာယုံကျောပို့လိုပစ္စည်းထုတ်လို့ရမှာလည်းအဓိကကြပါတယ်။ဒါကြောင့်မှတ်ညံကောင်းမှုနဲ့အယ်ဇိုင်းမားကဲ့သို့ရောဂါများကိုကာကွယ်ရမှာအရေးပါပါတယ်။၄ ိုင်တာမင် B12 နဲ့သံဓာတ်ဗိုင်တာမင် B12 ဟာရှိမပြောင်းဝင်တဲ့ဗီတာမင်တစ်မျိုးဖြစ်ပြီးကျွေးဝအနှစ်မှာအဓိကအားဖြင့်ပါဝင်ပါတယ်ဗီတာမင် B12 ဟာလူခန္ဓာကိုယ်မှာမရှိမဖြစ်လိုအပ်တဲ့လုံငန်းဆောင်တာများစွာကိုလည်းလုံဆောင်ပေးပါတယ်အာရုံကြောချက်မှရေ DNA ပေါင်းစပ်မှုစိတ်ကံစားမှုထိန်းချခြင်းသွေးနေဥထုတ်လုပ်ခြင်းစသည့်အဓိကနယ်ပယ်များစွာတွင်ဗိုင်တာမင် B12 ဟာပါဝင်ပါတယ်ဗိုင်တာမင် B12 ကိုအပင်ထွက်အစာစာများကနေရရှိခြင်းရှိပါဘူး ဒါကြောင့်တက်တက်လို့စားသုံးသူများအနေဖြင့်ဗီတာမင် B12 ကိုကျေဥမှအဓိကရရှိနိုင်ပါတယ်။တန်တက်သွေးထဲမှာတန်တက်ဟာရေးပါဆုံးတက်ထုတဲ့တစ်ခုမျိုးဖြစ်ပြီးကျေဥရဲ့အနှစ်မှာအသင့်သင့်ပါဝင်ပါတယ်။တန်တက်ချူတဲ့လျင်ခန္ဓာကိုယ်ကလုံလောက်တဲ့သွေးနီဦးတွေကိုထုတ်လွှတ်နိုင်ခြင်းမရှိတော့သည့်အတွက် သွေးနာနေရောဂါကိုရရှိစေပါတယ်။ကျေဥကိုကိုယ်မှစားသုံးခြင်းကတန်တက်လိုအပ်ချက်ကိုဖြည့်တင်းပေးပြီးသွေးရနေခြင်းကိုကာကွယ်ပေးနိုင်ပါတယ်။ကျေဥစားသုံးခြင်းကောင်းကျိုးများ ၁၁မျိုးလုံးကျန်းမာရေးနဲ့မျက်စိရောဂါကာကွယ်ခြင်းလူနင်းနင်းဇီယွန်ဇန်းသင်းလို့ခေါ်တဲ့ဌာနမျိုးဟာကျောက်ရဲ့အဝါရောင်နှစ်မှာအဓိကအဖြစ်ပါဝင်လေးရှိပါတယ်ဒီတွေ့တီဟာမျိုးလုံးရဲ့မြင်လွာမှာစုပုံနေပြီးအပြာရောင်အလင်းတန်းရဲ့ထိခိုက်မှုကနေကာကွယ်ပေးပါတယ်ဒါအပြင်အသက်ကြီးတဲ့အခါမျက်စိမုန်ခြင်းဖြစ်ပေါ်နိုင်ခြင်းကိုလည်းတိတိတသားရှော့ချပေးနိုင်တယ်လို့လေးလာသူရှိချက်တွေကဆိုပါတယ်နှစ်ကိုလေးချင်းရှော့ချရာတွင်အထောက်အပံ့ပြုခြင်း ပရိုတင်းမြင့်မားတဲ့ကြုပ်ဟာ satiety လို့ခေါ်တဲ့ဗိုက်ပီဝတ်မှုခန်းစားချက်ကိုမြင့်တင်ပေးပါတယ်။ဒီလတွေ့ရှိချက်တွေအရမနက်စာမှာကြက်ဥစားရသုံးတဲ့သူတွေဟာပေါင်မုတ်ကောက်နံစာစားသုံးတဲ့သူတွေထက်နိုင်ပေါင်းများစွာကြောင်းဗိုက်ပြင်းနေပြီးတစ်နှစ်တာလုံးမှာစားသုံးတဲ့ကယ်လိုရီပမာဏကိုလျှော့ချမိတာကိုတွေ့ရှိရပါတယ်။ဒါဟာကျန်းမာရေးနဲ့ညီညွတ်စွာဝိတ်ချနေသူများအတွက်အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။၃သွေးပြေရနဲ့နှလုံးရောဂါပေါ်တွင် အပြည့်သဘောဆောင်ခြင်း ကျဲဥမှာပါဝင်တဲ့ပရိုတင်းတွေကနေထုတ်လုပ်တဲ့ peptide တွေဟာသွေးဖိအားကိုလျှော့ချပေးနိုင်တဲ့စွမ်းရည်ရှိပါတယ်။အခုနောက်ဆုံးလေ့လာတွေ့ရှိချက်အရကျဲမာရဲ့လူတယောက်ဟာကျဲဥကိုတနေ့တစ်လုံးအထိပုံမှန်စားသုံးခြင်းဖြင့်လိဖြည့်ခြင်းအနေကိုလျှော့ချပေးနိုင်တယ်လို့ထောက်ပြထားကြပါတယ်။ကျဲဥစားသုံးခြင်းဆိုဂျူများတစ်ကိုလက်စတရောပေါ်သက်ရောက်မှုကျဲဥဟာကိုလက်စတရောမြင့်မားရယ်ဆိုတာမှန်ပါတယ်။ဒါပေမဲ့သူများစုအတွက်အစားအသောက်ကရတဲ့ကိုလက်စတရောဟာသူတွင်းကိုလက်စတရောကိုမထိခိုက်စေပါဘူး။ ို့သောမျိုးရိုးလက်တဲ့သူတွင်အစီတဲ့မြန်မာသူများနဲ့စီးကျိုးရောဂါရှိတဲ့သူတွေဟာနှလုံးရောဂါဖြစ်နိုင်ခြင်းမြင်မာရာကြောင့်ကျုပ်အနှင်းစားသုံးမှုကိုတပတ်လင်း၃လုံး၄လုံးအထိကက်သက်ထားသင့်ပါတယ်။နှစ်ဓာတ်မတည့်ခြင်းနဲ့ဆယ်မွန်နဲလာပိုးကျုပ်နဲ့ဓာတ်မတည့်မှုဖြစ်တာဟာကလေးငယ်တွေမှာအဖြစ်များဆုံးမှာရေပြားရရင်နာအသက်ရှူရခတ်တာမှုဖြစ်ရင်ရှောင်ကျေးရပါမယ်။ဆယ်မွန်နဲလာပိုးကြောင့်အစာအဆိပ်သမှုဖြစ်ပြစေရန်ကျုပ်ကိုအမြဲတမ်းအတွင်းပိုက်တိကျအောင်ချက်ပြုတ်ဖို့အရေးကြီးပါတယ်။အစိမ်း သူမဟုတ်မကြက်တကြက်စားသုံးခြင်းကိုရှောင်ကျင်ပါနှစ်ချုပ်အားဖြင့်ပြောပြရမယ်ဆိုရင်ကျုပ်ကအာဟာရတဲ့ပေးဆောင်မှုလူမြင်မာတဲ့အစားအစာဖြစ်ပါတယ်သူဟာပရိုတင်းဗီတာမင်နဲ့အုန်းနာအားစုတွေကိုပေါက်ဆက်ပေးနိုင်လို့ကျန်းမာရေးနဲ့အလိုညီညွတ်လာပါတယ်သင်ရဲ့စားသုံးမှုပုံစံကိုကြည့်ပြီးနှလုံးရောဂါအနေနဲ့နေပါတဲ့သူတွေဟာတစ်နေ့မှာနှလုံးသုံးလုံးအထိလုံယုံကြီးစိတ်ကြစွာစားသုံးနိုင်ပါတယ်အဓိကအားဖြင့် CD အစီအစဉ်များကြီးနဲ့တွေ့ဖက်စားသုံးချက်ကိုရှောင်ရှားဖို့ပါပဲ။ဗီဒီယိုလေးကိုစုတည်ကြည့်ရှုပြီးအတွက်ကျေးဇူးတင်ပါတယ်။ ဒီဗီဒီယိုကနေတမို့ရှိရဲ့ဘူးသူရတွေရရှိသွားရဲဆိုရင် like and subscribe ပေးပြီးအားပေးကြလို့ရပါတယ်။နောက်တဲ့ဗီဒီယိုကြီးကြည့်ဖို့အတွက်လည်း notification လေးနေထားဖို့အကြံပြုချင်ပါတယ်။လူကြီးမင်းတို့အနေနဲ့စီချိုယောဂရှိရင်ကြက်ဥပနယ်လုံးစားပြည့်လဲဆိုရလဲ comment မှာမျှဝေခဲ့ပေးပါဦး။အားလုံးအားလုံးကျမဆွေနေတိုင်းကြပါစီရှင်။